ဟယ်လိုအနုမင်္ဂလာပါရှင်နော်ခொနည်းတာသမိတဲ့ကျမရှင်းသာကြပါစေနော်လူလူချင်းရှိခိုင်နေကြပါစေတယောက်ကိုတယောက်မေတ္တာပေးနိုင်ကြပါစေနော်အာနုအန်ဒီကင်းကြပါစေပေးရှင်းကြပါစေနော်အာနုအာနုအလောကရဲ့အစဉ်ပြေကြပါစေနော်အလူလူချင်းတယောက်ကိုတယောက်နော်မေတ္တာတွေစာနာမှုတွေနော်လေမှုတွေပေးနိုင်ကြပါစေနော်လူတယောက်ကကိုကိုနော်ဗလိုက်ကြီးလာစေးတွေလာပြောတွေဆိုရင်နော်အဲကို ကိုနဲ့သူနဲ့ကွယ်ဘယ်သူမှားတယ်ဘယ်သူမှန်တယ်ဆိုတာကိုသူလေးသိတယ်ကိုလေးသိတယ်เนาะအဲ့ဒါကြောင့်ရှင်းပြနေစရာမလိုဘူးဘယ်သူမှအယူခံဝင်စရာမလိုဘူးเนาะဒီကကိုမှန်ဖို့ပဲလိုတယ်เนาะမမှန်တဲ့လူကတော့ကွယ်เนาะဟိုလူကိုလိုက်ပြောဒီလူကိုလိုက်ပြောအဲ့လိုပြောရတာပေါ့เนาะဒါသူကမှားနေတာလေအဲ့ဒါကြောင့်เนาะကြောက်တိုက်ဆိုတာသူကသူတိုက်လို့နေတာပဲလိုက်ကဘလောက်ပောက်ပောက်เนาะအဲ့ကြောက်တိုက်ကဒီတိုက်ပါပဲလို့เนาะအဲ့လိုဥပမာပေါ့เนาะ နောက်ပြီးတော့ကွယ်နော်ဖះပျော်လိုက်တယ်နော်ဟိုအင်ဂူလီမာလာကိုနော်အဲဒီစကားလေးတအားကြိုက်တယ်တအားလေးတန်ဖိုးရှိတယ်တအားလေးအနှစ်သာရရှိတယ်တအားလေးကြက်တီရှိတယ်ရှိဖို့လေးကောင်းနေအဲဒီဖះပျော်လိုက်တဲ့စကားနော်အင်ဂူလီမာလာလက်ဖြက်တုံးကနော် လက်တဖြတ်တော့သူကနော်သူ့အမိကိုလေသူဖြတ်တော့မယ်လေအဲ့ဒါကြောင့်အပေါက်သင်းလေးအရေးကြီးပါတယ်နော်လူဆိုတာအပေါက်သင်းအများကြီးဆိုင်ပါတယ်နော်အဲ့ဒါကြောင့်အင်္ဂုလိမာလာဟာအမှန်啊နော်သူတော်ကောက်ပါနော်မကောက်တဲ့လူနဲ့ပေါင်မီလို့နော်အဲ့လိုသူဘွားဟာအဲ့လိုဖြစ်သွားတယ်နော်သူစိတ်တွေဟာအများကြီးဟိုဟာမကောက်တဲ့နေရာမှာပျော်သွားတယ်နော်အဲ့လိုရှိပါတယ်လို့အဲ့ဒါကြောင့်အပေါက်စင်းကိုလေးတေချာကြည့်ပြီးတော့ပေါက်ပါလို့နော် အဲ့ဒါကွယ်နော်အင်္ဂုလိမာလာကနော်သူ့အမေကိုလက်ညှိုးဖျက်မယ်ပေါ့နော်အဲ့ဒါမှာဖယောင်းကကြားမှာရဲလိုက်တယ်နော်အဲကြားမှာရဲလိုက်တော့အဲဖယောင်းကိုလိုက်တာပေါ့လေသူကအဲငါဘသူ့ပဲတွေ့တွေ့လက်ညှိုးကတခြားပဲလိုထားတယ်ပေါ့နော်သူဖျက်တော့မီဆိုပြီးတော့အဲ့ဒါမှာဖယောင်းပြောတဲ့စကားလေးကတအားတအားကိုအဲဟိုဟာရှစ်တယ်နော်တကယ်ရင်ထဲမှာအမြဲတမ်းအဲ့စကားလေးအမြဲတမ်းသိမ့်ထားတယ် ဖះကလည်းအမြဲတမ်းလေးစားတယ်ရှစ်တယ်တကယ်ဖះမျက်နှာဖူးပြီးတော့လေကိုတကယ်တခါကျစိတ်ဆင်းရဲတာတို့ဘာလို့ဆိုဖះမျက်နှာကြည့်ပြီးတော့အဲဆုတောင်းတယ်ဖះကိုစကားပြောတာပေါ့နော်ဘလို့များသေးခံခဲ့လေလို့အဲတကယ်လေးစားတယ်နော်အဲ့ဒါကြောင့်ဗုဒ္ဓဘာသာဖြစ်ရတာတကယ်ကိုကုကိုဂုံယူပါတယ်တကယ်ပါမြင်မြတ်တဲ့ဖះ အဲ့ဒါနဲ့ကွယ်ဖယောင်းကပေါ့နော်အင်ဂူလီမာလာကဖယောင်းပြောတယ်ဟာလားဂေါ်ဒမာရဲရဲပါရဲပါတဲ့နော်ဖယောင်းကပြောလိုက်တယ်ငါကရဲပိသပါတဲ့မရဲတာကမင်းပါတဲ့နော်အင်းမင်းကဒေါ်သားတွေမောဟာတွေဟို တောင်းချမ်းနေတယ်ပေါ့နော်ကိလေသာတွေနဲ့ငါကအဲ့ဒါတွေမရှိတော့ဘူးငါနော်30ဖုံမှာငါရက်လိုက်ပြီးငါဘဝကျင်လီဖို့မရှိတော့ဘူးမင်းကပြေးနေတာဆိုပြီးပြောပါတယ်အဲ့စကားလေးဟာတအားတန်ရှိပါတယ်တအားလေးရှိပါတယ်အဲ့ဒါကြောင့်အကုန်လုံးသိခံနိုင်ကြပါစေအကုန်လုံး